မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့စိုက်စင်းလေပြင်းကိုသတိထားကြဖို့မိုးလေဝသတုတွေတင်အွန်လိုင်းသတိပေးတဲ့အကြောင်းဖော်ပြပေးပါမယ်။နွေရာသီမှာပဲဖြစ်စေမိုးရာသီမှာပဲဖြစ်စေမိုးတိတ်တောင်ကြီးတွေဖြစ်လာတာကစတော့စိုက်စင်းလေပြင်းဆိုတာဖြစ်လာပါတယ်။နွေရာသီမှာတော့6သွေးစိုက်စင်းလေပြင်းဆိုတာဖြစ်တတ်ပြီးတော့မိုးရေစက်တွေပါဝင်တာမရှိပဲ6သွေးတဲ့ဖုံမုံတွေပါဝင်လာတာလည်းတွေ့ရပါတယ်။ တချို့အဆိုင်စင်းနေပြင်းတွေမှာတော့မိုးဆက်တွေကြာဆင်းလာတဲ့လမ်းကြောင်းကိုအဝေးကမြင်နိုင်ပေမဲ့လည်းမိုးရေဆက်တွေအနေနဲ့မြေပြင်ကိုကြာဆင်းမလာတော့ပဲအဝေးပြက်ကွယ်သွားတာမိုးရေမပါတဲ့နေပြင်းတက်တက်တိုက်တာမျိုးလည်းတွေ့ရပါတယ်။မိုးရသည်မှာတော့ဆိုင်စင်းနေပြင်းဆိုတာကိုဖြစ်တတ်ပြီးပြိုဆင်းလာတဲ့မွေးရည်ဇက်တွေနဲ့အတူတူပြင်းထန်တဲ့လေတွေတိုက်လာတာဖြစ်ပါတယ် ဝက်စ်တောင်ဘတ်ကတော့မိုးရေဆက်များစုပေါင်းဖွဲ့စည်းထားတဲ့ဒုတဲ့ပါနေတဲ့အတွက်ပိုပြီးပြင်းထန်တဲ့ပျက်စီးမှုတွေဖြစ်နိုင်ပါတယ်။ခြောက်သွေးတဲ့ဆူဆွတ်တဲ့စိုက်စင်းလေးပြင်းနှစ်မျိုးအပြင်မိုးတွေချိမ့်ပြီးတော့ထစ်ချုံမိုးရွာသွန်းတာကြောင့်တန်နန်စတောင်းတောင်ဘတ်ဆိုတာလည်းတွေ့ရပါတယ်။ အနီအပင်းနိုင်တဲ့စိုက်စင်းလေပြင်းကတော့စိုက်စင်းလေပြင်းတွေဟာများသောအားဖြင့်ကွင်းကိုဆင်းသက်တော့မဲ့လေရင်တွေကိုအနီအဖြစ်စေတက်ပေမဲ့လည်းပင်လေမြစ်ချောင်းတွေမှာသွာလာကြတဲ့လှေသင်းမောတွေနဲ့လူနေရက်ွက်တွေကအိမ်တွေတစ်ပင်တွေအတွက်ဆိုရင်လည်းပဲမိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းမှာတဲ့တနအီကိုမိုင်90ကနေမိုင်150ခန့်အထိခဏလေးတိုက်လိုက်တဲ့စိုက်စင်းလေပြင်းအနီကလည်းမသေးပါဘူး။အခြေတော်တော်လေးအတွင်းမှာတိုက်လိုက်ပေမဲ့လေတရာအရက်လားရာမျိုးမျိုးကိုတိုက်တက်တာကြောင့် တိုက်လိုက်တဲ့လေတိုက်နှောပေါ်မှုတွေပြီးတော့အပြန်အစီဆုံရှုံမှုတွေများပြားတဲ့ပြင်အကန့်အန်ရဲ့ပါစိုးရင်ရတဲ့အထိဖြစ်တတ်ပါဗျ။မြန်မာနိုင်ငံမှာတော့လေနီဂျန်လို့ခေါ်ကြပါဗျ။အညာဒေသတွေမှာလေနီဂျန်ကြပြီဆိုရင်တော့အဝေးကြီးကဖုန်တွေဒူးတဲ့ကြီးကြီးနဲ့ရွေးရှားဝင်ရောက်လာတာလေ။အရင်တွေးကြရပြီးတဲ့နောက်လေပြင်းတွေပါ တိုက်တော့ပါတယ်။မကြပေမဲ့လည်းတစ်ပင်နေလဲခေါမိုးတွေလန်နဲ့ပျက်စီးကုန်ပါတယ်။ဒါအပြင်လေစင်မောင်းနဲ့အမှားရင်တက်တဲ့စိုက်စင်းလေပြင်းကတော့ စိုက်စင်းလေပြင်းလို့ခေါ်တဲ့ down bus ကို listen မောင်းနဲ့လည်းမှတ်တတ်ကြပါရစေ။ listen မောင်းတိုက်ခတ်ခံရပြီးတဲ့နောက်တွေ့ရတဲ့အပျက်စီးတွေရဲ့လာရကစက်ဝိုင်းပုံအတိုင်းလဲပြိုပြက်စီးနေတတ်ပြီးစိုက်စင်းလေပြင်းကြောင့်ဖြစ်တတ်တဲ့အပျက်စီးတွေကတော့ စိုက်စင်းလေပြင်းမြေပြင်ကိုစတင်ထိတွေ့တဲ့နေရာကနားရတစ်ဖက်တည်းကိုသာပျက်စီးပြိုလဲနေတာတွေ့ရတတ်ပါတယ်။ပူပြင်းချောက်သွေးတဲ့အချိန်မှာရုတ်တရက်မိုးတိမ်တောင်တွေဖြစ်လာပြီးတော့မိုးဆက်တွေကျဆင်းလာတဲ့လမ်းကြောင်းတွေကိုတွေ့ရတဲ့အခါမှာအချိန်တိုထောင်းပေမဲ့ပြင်းထန်တဲ့လေပြင်းတွေကြောင့်ပဲအပျက်စီးများသွားတတ်တဲ့စိုက်စင်းလေပြင်းအန္တရာယ်ရှိနိုင်တာကိုလည်း သတိထားကြရပါမယ်ဆက်လက်ပြီးတော့လဲမိုးကြီးမတ်သတိပေးချက်အမှတ်စဉ်9မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်မေလ17ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00ခွဲချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန် ညနေ၄နာရီခွဲချိန်တိုင်းထွားချက်တင်ရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းမှာလေရုမငင်တက်တာတွေဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းမုတ်တုံလေဝင်ရောက်လာနိုင်တာကြောင့်၎င်းအပူပြန်တက်တိမ်တွေဖြစ်ထွန်းမှုအကောင်းတာကြောင့်ပဲ၎င်းဒီနေ့ညနေကနေ19ရက်5လ2025အတွင်းမှာတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရာတိုင်းဒေသကြီး တင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာစိစိကနေနေရာအနှံ့ပြားမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာ၊မိုးထစ်ကြုံတာ၊မိုးကြိုးပစ်တာ၊နေရာစည်းလက်တာ၊မိုးသီးကျွေတာ၊လျှက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေ နဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရဲ့ကြောင်းသွာလာရေးနဲ့လေကြောင်းပြန်တမ်းရေးအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့လည်းလေးပီအာနယ်စအခြေအနေသတိပေးချက်၅ကခေါင်းဝေး2025ကိုထုတ်ပြန်ပေးပါမယ် 2025ခုနှစ်မေလ17ရက်နေ့တိုင်းထွာရရှိတဲ့အချိန်မှာတော့ဒီနေ့မြန်မာစံတော်ချိန်စံတိုင်းခွဲချိန် တိုင်းထွာချက်တွေရကပလီပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေဖိအားနယ်ဆဲကတော့ဆက်လက်တည်ရှိပါတယ်။အဆိုပါလေဖိအားနယ်ဆဲကတော့လာမယ့်24နှစ်အတွင်းမှာမြောက်အနောက်မြောက်ဘက်ကိုရွေးရှားနိုင်ကကပလီပင်လယ်ပြင်မြောက်ပိုင်းကပလီပင်လယ်ကျွန်းအနီးကိုရောက်ရှိနိုင်ပြီးတော့လာမယ့်82နှစ်အတွင်းမှာလေဖိအားနယ်ရွှေဝန်း low pressure area အဖြစ်ကိုအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ အဆိုပါလက်ဖြစ်အာနယ်စင်အရှင်ကြောင့်ပဲဒီနေ့ကစာလုံး23ရက်5လ2025ရက်နေ့အတွင်းမှာတော့မြမကန်ဝရတက်လျှောက်နဲ့ကန်လွန်ပင်လေပြည်မှာ၎င်းရပ်ပါရက်ကမိုးသက်လေပြင်းနေကြရပြီလှိုင်းအသင့်တင့်ကနေလှိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကြရောက်စင်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအိကို35မိုင်ကနေမိုင်40အထိတိုက်ခတ်ပြီးတော့လှိုင်းမြေဟာမြမကန်ဝရတက်လျှောက်နဲ့ကန်လွန်ပင်လေပြည်မှာ9ဘီကနေ12ဘီကရှိပါတယ် အဆိုပါလင်ဖိအာနယ်ဆဲအရှင်ကြောင့်ဒီနေ့ကစလို့23ရက်5လ2025အတွင်းမှာတော့နေပြီးတော့စကိုင်းတိုင်းဒေသကြီးမန်လေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအီရီတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းနိုင်ကနေရာကွက်ပြီးမိုးကြီးတာဒေသအလိုက်မိုးကြီးတာလျှက်စည်းလက်တာမိုးချိန်တာမိုးတိကျွေတာမိုးကြိုးပစ်တာနဲ့မိုးသက်လီပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်ပါမယ်ရှင် ဆက်လက်ပြီးတော့လည်းရင်းနှဲမဲ့ခြေနေသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ17ရက်နေ့ဒီနေ့မိုးလွဲ2နာရီချိန်ထုတ်ပြန်ကြမှာတော့ချင်းရွှေမြေဟာဒီနေ့မြန်မာစံတော်ချိန်12နာရီခွဲချိန်တိုင်းထွားချက်တွေရမိုးရွာမျိုးမှာ69စင်တီမီတာကိုရောက်ရှိနေပါတယ်။အစောပိုင်းမြင့်ကတော့နောက်9ရက်အတွင်းမှာလက်ရှိရင်မအောင်သုံးလက်မခန့်အကြာဆင်းပြီးတော့ရင်းမြို့ရဲ့ရင်းနှဲသတင်းပေးမှ100စင်တီမီတာအောက်မှာဆက်လက်တည်ရှိပါမယ်။ ဆက်လက်ပြီးတော့လည်းမေလရဲ့အမြင့်ဆုံးအပူချိန်စံချိန်အတွက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ17ရက်ထုတ်ပြန်ကြမှာတော့ဇောင်းတူမှာ53ဒသမ10ဒီဂရီဆယ်စီယက်109ဒသမ6ဒီဂရီဖာရန်ဟိုက်နဲ့မေလရဲ့အမြင့်ဆုံးအပူချိန်စံချိန်အတွက်တင်တယ်လို့မလို့သားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့ငလျင်လှုပ်ခတ်ပြီးရန်ကုန်ယူစနဝင်းအေရာမှာရှိတဲ့အထက်မြင့်တိုက်တချို့အကွဲကြောင်းတွေဖြစ်ပေါ်တဲ့အကြောင်းဖော်ပြပေးပါမယ်။ ရောင်းတိုင်းလှဲခုမျိုးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားရတာစကီ3.4အဆင့်ရှိတဲ့ငလင်းလှုပ်ပြီးတဲ့နောက်ဒဂုံစိတ်ကမ်းမျိုးနယ်ကယူစနာဝင်အရာကအထက်မြေတိုက်တချို့အကွဲကြောင်းတွေဖြစ်ပေါ်တယ်လို့ရက်ကွက်နေပြည်သူတွေကဆိုပါတယ်။မေလ6ရက်မြန်မာစံတော်ချိန်7:55မိနစ်မှာလှုပ်ခတ်ခဲ့တဲ့အင်အားရတာစကီ3.4အဆင့်ရှိတဲ့အင်အားအနေငယ်ရှိတဲ့မြင်းလေးလှုပ်ခတ်ပြီးတဲ့နောက်အထက်မြေတိုက်ခတ်တချို့မှာအကွဲကြောင်းတွေဖြစ်ပေါ်လာတာဖြစ်တယ်လို့သိရပါတယ်။ ်ပထမတစ်ကြိမ်တော့ကတော့တိတ်ပြီးမသိသားဘူးဒုတိယကတစ်ခါလှုပ်တော့အပေါ်ဓာတ်ကသူတွေကိုပြင်းစင်ကြတယ်တိုက်တာတွေလည်းပဲစောက်ထားတာနဲ့ကြနေပြီးတချို့တိုက်တွေအကွဲချောင်းတွေပေါ်လာတယ်ဘာလို့ရမလဲမသိရသေးဘူးလို့အခန်းပိုင်ရှင်ကဆိုပါတယ် ယူဇလဥယျာဉ်မြို့တော် C block ရပ်ကွက်မှာရှိတဲ့တိုက်ခန်းတချို့မှာတော့ငလင်ကြောင့်အကွဲရတချို့ဖြစ်ပေါ်ခဲ့ပေမဲ့လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့သူကဆိုပါတယ်။ပြီးကြတဲ့ match လ20ရှိရမှာ AR Raiders ကခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့အင်အားပြင်းငလင်နှုတ်ခတ်ခဲ့တဲ့အတွက်ရန်ကုန်မှာငလင်ပြင်းထက်လုံးမှာကိုဒေတာကန်တွေကစိုးရိမ်နေကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့လေ၈ရက်၅လ2025ကနေ၁၈ရက်၅လ2025နဲ့အတွင်းမှာတော့ ပဲကိုးတိုင်းအရာရိတ်တိုင်းနဲ့ရောင်းတိုင်းမှာတော့နေရာဆိတ်ဆိတ်ကနေနေရာအနှံ့ပြမိုးတက်ကြုံရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးကြီးနိုင်ကတနအီကို35မိုင်ကနေမိုင်40နှုန်းအထိရှိတဲ့မိုးတက်လေပြင်းတွေတိုက်ခတ်မယ်လို့ဆိုပါတယ်။ဆက်လက်ပြီးတော့မြင်းမို့မှာရွှေဆိုင်ပိုင်ရှင်ဓမြအတိုက်ခံရပြီးတော့ဓမြမို့မှာပအဝင်သူကိုကိုမျိုးနယ်ပကဖကဖမ်းမိထားတဲ့အကြောင်းဖော်ပြပေးပါမယ်။ စကိုင်းတိုင်းမြို့မှုမျိုးကရွှေအကလေးရွှေဆိုင်ပိုင်ရှင်နဲ့ဆိုင်လုံသားတချို့ယူဆောင်လာတဲ့ရွှေရည်ပစ္စည်းတွေနဲ့ငွေသားတွေဓမြအတိုင်းခံရပြီးတော့ဒီဓမြမို့မှာပါဝင်သူ local ကာကွယ်ရေးတပ်ဖွဲ့ဝင်ကိုကိုတပ်ထေကံပစ္စည်းတွေနဲ့အတူတူဖမ်းမိထားတယ်လို့မြို့မှုမျိုးနဲ့ပေါင်းကားဖအဖွဲ့ထံကသိရပါဗျ။မေတ္တရမနောက်ခဏတိုင်းအကန့်ကတော့မားကရက်ကွက်နေရွှေအကလေးရွှေလုံကိုင်းပိုင်ရှင်ဦးနိုင်စုကတော့သူ့ရဲ့နေအိမ်ကနေမြို့မှာအစည်းအဝေးရှိတဲ့သူ့ရဲ့ရွှေဆိုင်ကိုရွှေတဲ့နဲ့ငွေသားတွေယူဆောင်ပြီးတော့ဆန်ဖွင့်ဖို့တက်ရောက်ချိန်မှာနေအိမ်နဲ့တစ်ဖာလုံးကအကွာမှာ လက်နက်ကင်ဆောင်ထားသူလူ၅ဦးကဓားမြတိုက်ခဲ့တာပါ။ဓားမြတိုက်ရမှာပူပန်းပါဝင်သူ၉ဦးကိုတော့မေလာတရရညာပိုင်းမှာတဲ့ငန်းစွန်မျိုးနဲ့မြင်းမှုမျိုးနဲ့ကြားတနေရမှာတပ်တင်ကန်ပစ္စည်းတွေနဲ့အတူတူလက်နက်တချို့အတူဖမ်းမိရခဲ့တယ်လို့သိရပါဗျ။ဖမ်းမိတဲ့သူတွေကတော့တော်လိုင်းရေးလုတ်တဲ့အဖွဲပါပဲ။သူတို့ကမှားယွင်းပြီးလုံးမိသွားတယ်လို့ထင်တယ်။တော်လိုင်းရေးအစကတည်းကပါတဲ့သူတွေလည်းပါတယ်။ အဖွဲ့နာမည်တော့ရှိတယ်လုံးလုံးစဲတော့ထုတ်ပြန်လို့မရသေးဘူးလို့မြင်းမှုမြို့နယ်ပါကဖအတူတောင်ကကဆိုပါတယ်။တ냐တိုက်ရမှာရွှေတဲ့ပစ္စည်းငါးပိတ်သားကန်နဲ့ငွေကျပ်300ကဆုံရှုံကြောင်ဒေသခံတွေကပြောပေမဲ့ဒီအချက်လက်ကိုတော့တိကျအတည်မပြုနိုင်ပါဘူး။ ဓမြတိုက်တာကိုတော့ဖမ်းမိတဲ့အချိန်မှာလက်ဆွဲအီကော်ဘုံနေနဲ့ထည့်ထားတဲ့ပတ်စံရွှေတဲ့ပစ္စည်းတွေသိမ်းဆည်းရမိတာကနေသိမ်းဆည်းရရှိတဲ့ရွှေတဲ့နဲ့ငွေသားတွေအလုံးကိုပိုင်ရှင်တန်ပြန်လဲပေးရလိုက်ပြီဖြစ်တယ်လို့အထက်ပါဒုတောင်ကကဆိုပါတယ်ဖမ်းမိထားတဲ့ဓမြမှုကျွန်းတို့နဲ့သူတွေကိုတော့လက်တော်မှာစစ်စစ်နေဆဲဖြစ်ပြီးတော့ငွေသားညီညွတ်အစိုးရအန်ယူဂျီပြည်ထောင်ဝင်ကြီးဌာနကိုတော့တင်ပြထားတယ်လို့ဆိုပါတယ်